အရင်နေ့တွေကအထက်ပေါ်မီးအမြိုင်းဆိုင်လာအောင်မယ်အာဆင်နယ်စပါးရဲ့မြောက်လန်နေတာပြီးပရိသတ်များလုံးပဲမိတာများနိုင်ငံရဲ့သဘက်တွေအပြီးမှာတော့ကလပ်အသင်းပွဲတွေပြန်စားပါပြီပရိသတ်တွေမကြည့်ကျင်တဲ့နိုင်ငံပွဲတွေကအခုဆိုရင်2026မက်ရှ်လောက်မှပြန်စားတော့မယ်ကလပ်အသင်းပွဲတွေကိုပဲအားရပါရကြည့်ရှုဝင်ရတော့မယ်ဒီလိုနေထားကတော့ဘောလုံးချင်းပရိသတ်တွေအတွက်ပျော်စရာကောင်းမှာပါ ကဲနိုင်ငံကပွဲပြီးမှပဲပရီးမီးယားလိမ်းမှာကြီးလို့ကောင်းမဲ့ပွဲစဉ်၃ပွဲအထိပါဝင်နေပါတယ်။အဲ့ပွဲစဉ်တွေကအာဆင်နယ်နဲ့စပါးတို့ရဲ့လန်ဒန်နာပြီးညူကာဆင်နဲ့မန်စီးနဲ့ယူနိုက်တက်နဲ့အေဗာတန်စတဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ဒီနေ့မှာမှပရိသတ်တွေစိတ်ကြိုက်ဖျော်ဖြေပေးသွားမဲ့ပွဲဆိုရင်တော့အာဆင်နယ်နဲ့စပါးတို့ရဲ့မြောက်လန်ဒန်ဒါဘီပွဲပါ။လန်ဒန်အရက်မှာအာဆင်နယ်ချဲစီစပါးစတဲ့အသင်းကြီးတွေရှိနေပါတယ်။ဒီ၃သင်းထဲမှာအာဆင်နယ်နဲ့စပါးတို့ရဲ့မြောက်လန်ဒန်ဒါဘီကနေရာဒေသပေါ်မူတည်နေလို့ပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လေးရှိတာပါ။ ီးတော့ဒီချိန်တွေ့ဆုံမှုကရင်းနှီးတွေကအထက်ပိုကောင်းမယ်လို့ညွှန်းဆိုခြင်းတဲ့အချက်တွေရှိနေခဲ့ပါတယ်။ဒီအချက်တွေကအာဆင်နယ်လူမဆုံတာရင်အဆင့်တင်းတဲ့အဆင့်ကဖြစ်နေတာရင်စပါအသင်းရဲ့အရင်နှစ်တွေကအထက်ပိုမိုချစ်လက်မှုတွေရဲ့ကောင်အာဆင်နယ်ကိုအခက်တွေ့စေမှာပါ။ဒီလိုပြောလို့စပါအသင်းကိုချီးကျူးတာမျိုးမဟုတ်ပေမယ့်အရင်နှစ်တွေကတော့အာဆင်နယ်နိုင်ပွဲမလွယ်ကူဘူးလို့ဆိုကြင်လာပါ။ ်စပါတော့အာဆင်နယ်ကိုအမ်ရိတ်မှာနောက်ဆုံးနိုင်ခဲ့တာက2010ခုနှစ်ကပါနှစ်ပေါင်းအပြင်ဆိုရင်15နှစ်အထိရှိနေခဲ့ပါပြီအရင်ရင်ဟိုလီရိုခေတ်ကဆိုရင်စပါဟာအာဆင်နယ်ကိုလုံးဝမနိုင်ဘူးပါဘူးဒါကြောင့်တမိုင်းနဲ့ချီတဲ့ရှုံးရွေးတွေဆက်ဖို့စပါအသင်းအနေနဲ့ဒီချိန်ခွင့်ရရှိနေတယ်လို့ဆိုလိုချင်တာပါ တခုရှိတာကအာဆင်နယ်ကလူမဆုံမှုဆိုပေမဲ့လည်းဒန်ယာရကစားသမားတွေထဲမှာပြန်လာမဲ့သူတွေရှိနေလို့ဒီအချက်ကလည်းကြည့်ရပါဦးမယ်နောက်တစ်ချက်ကအာဆင်နယ်တို့ဆက်လက်ပွဲအပြီးမှာရှစ်ပွဲနိုင်နှစ်ပွဲအထိတပွဲရှုံးထားပါတယ်။ဒီအချက်ကစပါအသင်းမဖြစ်နေထဲတွေ့ရမယ့်အချက်တစ်ခုပါ။နောက်တစ်ချက်ကအိမ်ဝင်အကောင်းဆုံးအသင်းတွေထဲမှာပါဝင်နေတဲ့အာဆင်နယ်နဲ့အဝေးဝင်အကောင်းဆုံးအသင်းဖြစ်ရပ်တည်နေတဲ့စပါရဲ့တွဲဆုံမှုလို့တင်စားရပါမယ်။ အာဆင်နယ်တင်းဟာအိမ်ဝင်း၅ပွဲမှာ၄ပွဲနိုင်တပွဲတည်ကြတာပြီးရှုံးဝဲလုံးဝမရှိထားပါဘူး။စပါးတင်းကလည်းဝေးဝဲမှာ၅ပွဲကစားထားရမှာ၄ပွဲနိုင်တပွဲတည်ကြပြီးရှုံးဝဲလုံးဝမရှိထားပါဘူး။ဒါကြောင့်အိမ်ဝင်းမှာရှုံးဝဲမရှိထားတဲ့အာဆင်နယ်တင်းနဲ့အဝေးဝင်းရှုံးဝဲလုံးဝမရှိထားတဲ့စပါးတို့အားပြန်ကြမှာပါ။အစင်လာမှာစကားပြောသွားမယ့်ပွဲဖြစ်နေပေမယ့်ဂါရီယံပါဝင်နိုင်မှုကခံစဲအတွက်ရောတိုက်စဲအတွက်ပါအားနည်းသွားမယ့်အနေထားကအာဆင်နယ်အခက်စပါးအချက်ဖြစ်လာမှာပါ။ ။ဗားရီနေမှာဒီနေ့တင်းရဲ့တွေးဆုံလေးရှိတိုင်းအထာမထားပဲမြိုင်းဆိုင်အောင်ကစားလေးရှိအောင်လို့ဒီပွဲအစဉ်ကဂျင်းနေပေါ့အနိုင်ရှုံးပေါ်ပြီးတည်ကြစရာမရှိပါဘူး။အင်္ဂလန်အသားချက်ရှိနေတဲ့အာဆင်နယ်ကပိုပြီးဖြစ်နိုင်ခြင်းများနေပေမဲ့လည်းဖန်နီဗီယန်အုံဆောင်လာမယ့်စပိုင်းအခန်းစစ်ကိုအာဆင်နယ်တို့ဒုက္ခပေးနိုင်ပါမလား။ဒီပွဲအစဉ်ကဆွာဆန်းရဲ့ညာ၁၀နိုင်မှာအာဆင်နယ်အင်ကွင်အမ်မရိတ်မှာကစားသွားမှာပါ။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။နောက်လာမယ့်ဗီဒီယိုတွေမှာပရိသတ်တွေနဲ့ပြန်လည်ဆုံစည်းကြပါရစေ။